ရှာပြားပုံကတောင်တလို့ဒီနေ့စီချက်သွားစားဖြစ်တယ်ဒါကတော့ဂျပန်ကြီးလူတိုင်းသိတယ်เนาะတောင်ကုန်းမှာရှိတဲ့လူတိုင်းအဲ့ဒီဟာစီချက်လေးစားလို့အဆင်ပြေတယ်အရင်ကောင်းတယ်ဆိုတော့ကဲသွားစားမယ်လူရှင်းတယ်ဘာလို့လဲဆိုတော့စောနေသေးလို့ဒီထက်နောက်ကျလို့ရှင်လူတအားများတယ်ဆိုတော့စောစောစီစီစားလိုက်ပါတယ်ဒီနေ့ကကျတော့ကြေးဦးမှုမဟုတ်ဘောเนาะစီချက်စားကြနေတယ်ဘောเนาะစီချက်မှာစားဖြစ်ခဲ့ပါတယ်ရှင်ဒါလေးကတော့ရင်းနှီးကျွန်းခဲ့ထားတာဒီမှာဒါကသူတို့ပေးရခုတ်ပြီးချင်း ပြီးတော့ဒါကြတော့ဖက်ထုတ်ကြုံနဲ့တွဲဆဖို့အတွက်အချင်းကြီးပေါ့နော်ပြီးတော့မြုပ်ဒီအဲ့လိုမျိုးလုပ်ထားလीပေါ့နော်အေးအမကရက်ပြုတ်ချကုန်ပြီကဲစီချက်ခောက်ဆွဲရပါပြီစီချက်ကိုပုံမှန်ဆိုရင်ကြီးများတယ်တိတ်စားလေးစားတာမရှိဘူးဒါပေမဲ့ဒီနေ့မှာတော့စားလို့ကောင်းတယ်ကဲစားဆွဲပြီနော်ဆူတောင်းပြီးတော့ဆွဲလိုက်ပါမယ်သူရဲ့လေခောက်ဆွဲသားလေးကိုကြိုက်တယ်ချောချောလေးပေါ့နော်အဲ့လိုအရင်မကြမ်းမဲနဲ့စားလိုက်တာနဲ့လုံးဝဟိုပေါ့နော်ဟိုအဝင်ချောတယ်စားလို့အရင်ကောင်းတယ် อืมခီမီကွိစားချင်နေတာနဲ့အရသာနဲ့ကွက်တီဆိုလို့ရှင်တော့အရန်ကိုကျင်းနေတော့ဗောနော်အခုဒီဟာရိုက်ထားပြီးတော့လေလေနောက်ထပ်တစ်ခေါက်ထပ်သွားစားသေးရည်လားဘာလို့ဆိုတော့ကွအခုတလို့စီချက်မှုအော်နေတာဆိုတော့ပေါ့နော်စီချက်ဆိုအရင်စားချက်နေတဲ့အချိန်ဆိုတော့လေပို့ပြီးကတွင်တွေ့ရပေါ့နော်အဲ့ဒါလေးကိုကော်ပီလေးနဲ့စားပြီးတော့ဖတ်ထုတ်ကြောပို့စားရပေါ့နော်သူရဲ့ချင်းရင်းနဲ့ဖတ်ထုတ်ကြောလေးကိုလည်းသူကအလိုလာတဲ့ခါမှာကြိုပေးရလာမှမသိဘူးပူပူလေးနဲ့ဆိုတော့လေတော်တော်လေးစားလို့ကောင်းတယ်ဖတ်ထုတ်ကအသားလေးရောနည်းနည်းအလစ်တလီတော့နေတယ်ဒါပေမဲ့ကြိုက်တယ် သူ့ပေးရတဲ့ဈေးနဲ့တော့တန်တယ်ကွာအဲ့ဒီရဖတ်ထုတ်ကျော်ဆို3000ဝင်လောက်မသိဘူးစားလို့ကောင်းတယ်ပြီးတော့အဲ့ဒီဖတ်ထုတ်ကျော်လေးကိုအဲ့လိုစီချက်လိမ့်လဲအဲ့အဲ့လိုတွေးစားရတာလေအရန်ကောင်းလေရောက်တဲ့ခါကျရင်အဲ့လိုစားကြည့်ကြည့်နော်တွေးစားရတာအဆင်ပြေတယ်စီချက် ကတော့အခုတပွဲ4000ပြီးတော့ဖတ်ထုတ်ကျော်နဲ့ဆိုတော့လူနှစ်ယောက်စားတာဆိုတော့1000လောက်ပဲကြာတယ်အရန်အဆင်ပြေခဲ့တယ်တတား